မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်ငလျင်သတင်းကတော့မန္တလေးမြို့ကိုဗဟုပ်ပြပြီးတော့အင်အား၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ရှားသွားတဲ့အတွက်ပြည်သူများအားလုံးဟာအထိတ်တလန့်နဲ့နေအိမ်များပေါ်ကနေစင်ပြေခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့ဇူလိုင်လ28ရက်နေ့မနက်3:00 3:00နာရီတမနစ်ခန့်အချိန်မှာမန္တလေးတိုင်းပသိမ်ကြီးမြို့အနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 4.8အဆင့်ရှိတဲ့အင်အားအသင့်တင်ရှိတဲ့မြေငန်လျင်တစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါတယ်။အဲ့ဒီမြေငန်လျင်နဲ့သခိုင်းငန်လျင်ကြီးရဲ့နောက်ဆက်တွဲငန်လျင်များကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နေစေရန်အတွက်ဆောင်ရန်ရှောင်ရန်သတိပြုရန်များတဲ့အတူနေထိုင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အိမ်ကိုကင်ဆောက်လိုက်တယ်လို့မျိုးငလင်ကလှုပ်တာ အကုန်လုံးအိမ်ပေါ်ကနေဆင်းပြေးကြရတယ်။အချိန်ကနည်းနည်းပဲတိတ်တော့မကြဘူးပေါ့။ကြာရင်လည်းအိမ်တွေပါပြိုကုန်မှာငလင်ကပစ္စည်းတစ်ခုကိုအမြင့်ကနေစောင့်ချလိုက်တယ်လို့မျိုးအတန်မြည်ပြီးတော့ကင်ဆောက်တယ်လို့ကိုလှုပ်တာလို့မန္တလေးကပြည်သူတို့ကရှင်းပြထားပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကိုသခိုင်းမျိုးမှလည်းတိတာစွာခံစားကြရတယ်လို့ပြောပါတယ်ငလျင်ကြောင့်ပြည်သူအများပြားဟာ အိမ်ရဲ့အပြင်ဘက်မှာအချိန်ကြာမြင့်စွာစောင့်နေခဲ့ကြတော့လေမိုးရွာသွန်းမဲ့အချိန်တွေများကြောင့်နေအိမ်များအတွင်းကိုပြန်ဝင်ပြီးနေထိုင်ခဲ့ရတယ်လို့ပြောပါရတယ်။ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးနဲ့လူမှုကူညီရေးပရိုက်တာအသင်းကဆရာတော်အရှင်စံတော်ဘာသာကဒီကနေ့မနက်အစောပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်ဘုံကြီးကြောင်မျက်နှာချက်များကွာကြခဲ့ရကြောင်းရေးသားထားပါရတယ်။လူထိခိုက်မှုမရှိတော့လေပြက်စီးမှုကြီးမားတယ်လို့လူမှုကွန်ရက်ပေါ်မှာဖော်ပြထားပါရတယ်။ဆက်နံနာရီသကောင်ရန်အချိန်ကြီးမှာဦးစင်းတို့မျက်နှာချက်တွေကွာကြလာလို့ ဩကို့အထင်တော့အသေးလေးပဲကွာတာထင်တာပေါ့မြင်လိုက်ရတဲ့အချိန်မှာအချက်လိုက်ကြီးကိုကွာကြလာတာအိမ်နေတဲ့မိသားစု၅ယောက်ဘာမှမဖြစ်လို့အရန်ကိုကန်ကောင်းသွားတာပထမအချက်အသေးကွာတဲ့အချိန်မှာအဲ့ရထဲမှာအိမ်နေကြတဲ့မိသားစုတွေဝရုံးတုံးကနေထွက်ပြေးကုန်လို့ကဲအခုတော့ဘသူမှမအိပ်ရဲကြတော့ဘူးလို့အရှင်ဆန်တော်ဘာသာကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရမက်လ28ရက်နေ့မှာပြင်အား9.8%ရှိတဲ့သကိုင်းငယ်လင်ကြီးလောက်ခတ်ပြီးတဲ့နောက်ဒီကနေ့ဇူလိုင်လ28ရက်နေ့အထိ လေးလပြည့်တဲ့အချိန်တွဲမှာငလျင်စုစုပေါင်း214ချိန်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်ဆယ်စင်းဒေသမှာဇူလိုင်လ28ရက်နေ့ကစစ်ကောင်စီ SNA ရှမ်းနေပူပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာတနေကုန်နီးပါးတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆယ်စင်းဒေသမှာရှိတဲ့တောင်ဦးကျေးရွာအနီးမှာဇူလိုင်လ28ရက်နေ့နေ့လယ်7:40ခန်းကစပြီးတော့ ည9နာရီထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါရယ် SNA ပူးပေါင်းတပ်ကို KIA တပ်မဟာ6တပ်ရင်း26တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်ကြားရတာကတော့ SNA နဲ့ပြည်သူစစ်တွေတော်တော်အထိနာသွားတယ်လို့ကြားတယ်ဒီကောင်တွေဘက်ကစပြီးတက်လာတာပါလို့ကချင်စည်ရေးသတင်းရင်းမြစ်ကပြောပါရယ်အခြားသတင်းရင်းမြစ်တူကလည်းမနေ့ကညပိုင်းကဖားကံမြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းပြောပါရယ်ဒါအပြင်ရွှေကူကနေဗမော်ကိုစံတက်ရန်ကြိုးပမ်းနေတဲ့ စစ်ခွေးတင်မောအုပ်စုကိုလုံခြုံရေးပေးရန်စစ်ကြောင်းထိုးလာတဲ့စစ်ခွေးများကိုလည်းရွှေကူမြို့နယ်ဒုတိယမြေကျင်းအနီးမှာ KI ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကအထိနာခဲ့တယ်လို့ပြောဆိုထားပါဗျ။ရွှေကူအခြေစိုက်စစ်ကောင်စီတပ်နဲ့တင်မောပေါ်မှာပါလာတဲ့ ပြည်သူစစ်မှုထမ်းတပ်သားတဲ့များပူးပေါင်းထားတဲ့စစ်ခွေးစစ်ကြောင်းကို KIA နဲ့ရွှေကူပြည်သူကာကွယ်တပ်ဖွဲ့ KPDF တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်တိုက်ခိုက်ခံရပြီးတော့စစ်ခွေးများတေဆုံးနေတဲ့ရုပ်အလောင်းမှတ်တမ်းများကိုလည်းတရင်ရင်မြစ်ကဖော်ပြထားပါတယ်စစ်သည်မောများနဲ့စစ်ကောင်စီတပ်စစ်ကြောင်းရှေ့ဆက်တိုးရန်ကြိုးပမ်းပါကပို့ပြီးတော့အထိနာမဲလို့၎င်းကတုံးသက်ထားပါတယ်မြေချင်းအရှိကဆယ်မိုင်ကျော်တယ်ကြောက်ဆောင်တွေလည်းပေါ်တယ်ရေကတိမ်တိမ်လေးရေတေချင်တော့ဆက်ပြီးလာကြပါလို့ကချင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ် စစ်ကောင်စီတပ်တင်းမောလုံခြုံရေးစစ်ကြောင်းမှာအင်အား300ကျော်ပါဝင်ပြီးတော့ဇူလိုင်လ26ရက်နေ့28ရက်နေ့မှာ KI ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအခြားစီရေးသတင်းရင်းမြစ်ကပြောပါရယ်ဇူလိုင်လ26ရက်နေ့တိုက်ပွဲမှာစစ်ခွေးတပ်ဘက်က18ဦးသေဆုံးပြီးမနေ့ကတိုက်ပွဲမှာလည်းအထိနာခဲ့တယ်လို့၎င်းကပြောပါရယ် ကချင်းသတင်းရင်းမြစ်နောက်ထပ်တအူးကလည်းဇူလိုင်လ18ရက်နေ့မှာမန္တလေးမြို့ကနေထွက်လာပြီးတော့ကချင်းပြည်နယ်ရွှေကူမြို့ကိုရောက်ရှိနေတဲ့စစ်သည်မောအုပ်စုကို KIA ကတိုက်ခိုက်ခဲ့မှုနဲ့ရှေ့ကိုတိုးလာပါကကြုံလာနိုင်တဲ့စစ်ရေးအခြေအနေများကိုဒီကနေ့ဇူလိုင်လ28ရက်နေ့မှာလူမှုကွန်ရက်မှာမြေကျင်းမှာရေးတောက်ဆင်းပါလားဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်စီရဲ့ရေးရင်အုပ်စုဟာကချင်းပြည်နယ်အရောက်မနေ့ကရွှေကူအထွက်မှာငပတ်ဝါမှာပြစ်ခတ်ရတာပါ။ KIA ဟာတိုက်ကွင်းရွေးတာတော်ပါတယ်အဲ့ဒီနေရာမှာရေလယ်မှာထွန်းနေတဲ့ကြောက်ဆောင်တွေအများကြီးရှိတယ်လို့ရေကလည်းတိမ်တော့သင်းမောတွေလှုပ်ရှားရခက်ခဲပုံပါပဲအကယ်၍များစံပိုင်ကျော်လောက်ရှည်တဲ့ဒုတိယမြေကျင်းတဲ့ကိုဝင်လာရင်တော့ပြေကွင်းကပို့ပြီးကောင်းပြီးအပြက်စီးတွေများနိုင်ပါတယ်မြေကမ်းဘေးကနေခြေချင်းစစ်ကြောင်းထိုးပြီးလမ်းရှင်းမယ်ဆိုရင်တော့မှ AR မြေရဲ့အရှိတ်ကမ်းမှာပဲလုံနိုင်မှာမဟုတ်လို့မြေကျင်းရဲ့အနောက်ဘက်ကပွင့်နေမှာပါပဲ ရှေ့နောက်ဝိုင်းပြီးပြစ်ခတ်ဖို့များတယ်လို့ကချင်စီရေးသတင်းရေးမြစ်ကရေးသားထားပါတယ်။ဒါအပြင်မြေကမ်းဘေးကပြစ်ချင်းဂရုတ်ချင်းတွေကအများစုဟာလေလေချောင်းကနေချိန်မုံရန်ခတ်ခဲလိုက်မယ်လို့တုံးတက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ကဝေါ်လေဗျူဟာဂုံးကိုစစ်ကောင်စီကလေချောင်းကနေပေးပို့တဲ့ drone နဲ့ရိတ်ခါတို့တချို့ကိုတော်လိုင်းရဲဘော်တွေရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒရုန်းအသေးဆက်ဆက်ဒဇီးနဲ့ကော်ဖီလက်ဖက်ဆေးလိတ်တွေပါတဲ့ရိတ်ခါတို့တချို့ကိုဇူလိုင်လ26ရက်နေ့ညနေပိုင်းကရရှိခဲ့တယ်လို့သိရပါတယ်။အလူလေးတစ်ဖြတ်လက်လက်ဆက်ဆက်လေးပြအသေးလေးစိတ်မကောင်းမှုအဘရေးလို့ဘယူဟာ32ကရဲဘော်ရှိုင်းခန့်တော်က၎င်းရဲ့ Facebook လူမှုကွန်ရက်ကနေ drone ဒဇင်းရရှိကြောင်းကိုအသိပေးထားပါတယ်။ဘယူဟာ32ပူပေါင်းဆက်ကြောင်းဟာကြက်တဲ့ Cobra နဲ့ Venom ဆက်ကြောင်းတို့ပါဝင်ပြီးတော့ဘုံမှုဒါဘောကဥဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။ မနေ့က drone အသစ်ရောရိတ်ခါကြောက်တွေရောရတာ112နဲ့လာချတာစုစုပေါင်း၄ထီးနဲ့လာချတဲ့အထုပ်က6ခုလောက်တော့ရှိတယ်လို့ Wallie View ဟာဂုံးကိုပိတ်ဆို့ထားတဲ့တော်လိုင်းတပ်ဖွဲ့နဲ့နီးစပ်သူတွေကပြောပါရတယ်။ Wallie View ဟာမှာအင်အား900ဝန်းကျင်နဲ့စခန်းကုန်း2ခု၊ကာကင်းစခန်း5ခုပြုလုပ်ပြီးတော့စစ်ကောင်စီကခုခံနေတယ်လို့သိရပါရတယ်။ Wallie View ဟာဂုံးတပ်စခန်းကိုတော်လိုင်းတပ်တွေကဇူလိုင်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါရတယ်။ Matchla ကစပြီးတော့ KNU KNLA တပ်ဖွဲ့စစ်ရေးဦးဆောင်မှုနဲ့ Force for Federal Democracy FFD တပ်ဖွဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာတောင်ပိုင်းစစ်မျက်နှာတစ်ခုလုံးကစစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖားသူစခန်းတားလေစခန်းများမေလာဘလဲတူမော်ခီဘရင်တော်စခန်းကိုကနယ်လေးစခန်းရွှေအေးမြိုင်တပ်စခန်းဇွန်လ3ရက်နေ့ကတေဘောဘုံစခန်းဇွန်လ22ရက်နေ့မှာထိကယ်ပလဲစခန်းဇွန်လ12ရက်နေ့မှာဥက္ကဋ္ဌစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။ မြောက်ရီမြို့တောင်ဘက်ကမြန်မာထိုင်းနယ်စပ်မှာတော်လိုင်းတပ်တွေတိမ့်ပိုက်ဖို့အတွက်ဝေါ်လီဗျူဟာနဲ့တီတဲလေကာကင်းစကန်နှစ်ခုတည်းကြံနေတာဖြစ်ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတာရိတ်ခါပို့တာတွေအပြင်ကာမီကာစီအသေးကန် drone တွေလည်းအသုံးပြုပြီးတော့တိုက်ခိုက်နေပါတယ်ဇူလိုင်လ22ရက်နေ့ကစစ်ကောင်စီရဲ့ကာမီကာစီ drone တစ်စီးထိုင်းနိုင်ငံဘက်ကိုကျလို့မြန်မာဘက်ကိုတရားဝင်ကန့်ကွက်စာပေးပို့ခဲ့တယ်လို့အာနာဘန်ရဲ့ပြောဆိုချက်တွေကိုကိုးကားပြီးတော့ထိုင်းသတင်းတွေမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းစေတုဒ္ဒရာမြို့နယ်မှာစစ်တပ်စေကြောင်းကိုစစ်စစ်ရေးနဲ့တိုက်ခိုက်ခဲ့ရာစစ်သားနဲ့ပြူစောထီအယောက်20တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့ကနေ23ရက်နေ့အထိစေတုဒ္ဒရာမြို့နယ်ကုတော်ပြူစောထီရွာနယ်စေတုဒ္ဒရာငဖဲလန်းတလျှောက်မှာမြေပြင်ဝေဟင်ပူတွဲစစ်စင်ရေးတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ22ရက်နေ့မနက်9:00နာရီကစပြီးတော့ကုတော်ပြူစောထီရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်အဲ့ဒီနောက်ဇော်လိုက်လ22ရက်နေ့နေ့လယ်12နာရီအချိန်မှာကော့ဘတ်ဆာ20ကစစ်ကား20စီးကားလေး20စီးနဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းကကုတော်ပြူစောရီရွာကိုစစ်ကူထွက်လာတယ်လို့သိရပါတယ်အဲ့ဒီစစ်တပ်စစ်ကြောင်းကိုမြေပြင်တပ်ဖွဲ့များကတက်လေရွာရဲ့တောင်ဘက်အရောက်မှာပြင်းအားမြင့်မိုင်းကိုလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးလက်နိုင်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းထွက်ခွာရာလမ်းတစ်လျှောက်မှာဝေဟင်တပ်ဖွဲ့များကလည်းဇော်လိုက်လ23ရက်နေ့ညနေအထိလိုက်လံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် စေတုပ္ပရာငါဖဲလမ်းပေါ်မှာရှိတဲ့တက်လေရွာကနေစပြီးတော့တိုက်တာပါအဲ့ဒီစစ်ကူစစ်ကြောင်းကကူတော်ရွာကို23ရက်နေမှာရောက်သွားပါတယ်စေတုပ္ပရာတောင်ပိုင်းတစ်ခုလုံးကိုစစ်ကြောင်းထိုးသွားတာအဲ့ဒီစစ်ကြောင်းထိုးရာတစ်လျှောက်လုံးကိုလိုက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ ဇူလိုင်လ24 25 26ရက်နေ့တွေအထိစေတုတ်ဒရာတောင်ပိုင်းတစ်ခုလုံးကိုစစ်ကြောင်းထိုးပြီးကပ္ပစ20တဲကိုပြန်ဝင်သွားတာဖြစ်ပါတယ်လို့စေတုတ်ဒရာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်တော်လိုင်းတပ်များရဲ့စစ်စင်ရေးနှစ်ရက်အတွင်းမှာပြူစော်ဒီ9ဦးစစ်ကောင်စီတပ်သားဆက်တအူးစုစုပေါင်းအယောက်20အသေးဆုံးခဲ့ပြီးတော့ဗိုလ်ကြီးကျော်စွာမျိုးထုတ်အပါအဝင်စစ်ခွေးများနဲ့ပြူခွေးများအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။၎င်းစစ်စင်ရေးကိုစေတုတ်ပရာမြို့နယ်ပတ်ကဖနဲ့မဟာမိတ်များဖြစ်ကြတယ်။ဘိမ်းမြို့နယ်ပတ်ကဖ မင်းဘူးခရအမတ်လေးတိုက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အခုညတောင်းကျန်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခမောင်းမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတောင်ကလာပမြို့နယ်ကအမှတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးမျိုးဝင်းနဲ့ပြူစောတိအဖွဲ့တွေကလူငယ်များကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းအစားထိုးလိုအပ်နေသူများနဲ့မြို့နယ်များအလုံးကိုငွေကြေးရယူပြီးတော့စစ်မှုထမ်းတပ်သားတက်များအယောင်းဝယ်လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တောင်ကလာပမြို့နယ်အမှတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးမျိုးဝင်းဆိုတဲ့ကောင်ကယာယီမှုများဆယ်အိမ်မှုများ ပြူစောတီများနဲ့အတူညစဉ်ညတိုင်းတောင်းကလာဘတခွင်လုံးကိုလှဲ့လေသွာလာနေတယ်လို့သိရပါတယ်ည9နာရီကျော်တာနဲ့လမ်းပေါ်မှာတွေ့ရှိတဲ့အသက်18နှစ်ကနေအသက်35နှစ်ကြားလူငယ်များကိုခေါ်ယူစစ်ဆေးနေတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ဆေးတဲ့အချိန်မှာမူးယစ်ဆေးဝါးတွေ့ရှိတယ်ဆိုပြီးတော့လူငယ်များကိုထောင်ချောက်ဆင်ဖမ်းနေတယ်လို့သိရပါတယ်ဖမ်းပြီးရရှိတဲ့လူငယ်များကိုလည်းရဲကိုမတိုင်မဲအမှုပေါ့ရောက်အောင်လုပ်ပေးမယ်ဆိုပြီးတော့တရားမဝင်ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါတယ်။လက်စင်လူငယ်အ ਨੇ စုံ၁၀ဦးခန့်ကိုရက်ွက်ရုံးမှာ ဖမ်းဆီးထိန်းသိမ်းထားလေးရှိတယ်လို့ပြောပါတယ်အဲ့ဒီနောက်စစ်မှုထမ်းခေါ်ယူတဲ့အချိန်ရောက်ရှိလာတဲ့အခါတိုင်းမှာစစ်မှုထမ်းအစားထိုးလိုအပ်နေသူများထံကိုလူငယ်တအူးကိုအ ਨੇ စုံ380ကစတင်ပြီးရောင်းချအရောင်းအဝယ်လုပ်နေတယ်လို့သိရပါတယ်ဆယ်ရက်ကွက်အုပ်ကြီးမျိုးဝင်းဆိုတဲ့ခွေးကရဲတွေနဲ့ပိုင်းနေသူတို့အဖွဲ့ထဲမှာလည်းရဲတွေပါတယ်လမ်းသွားလမ်းလာလူငယ်တွေကိုညနေပိုင်းနဲ့ညပိုင်းနေမှာဆိုရင်လိုက်ပြီးဖမ်းတယ်အိတ်ထဲမှာမူရီစေဝါတွေ့တယ်စေးစေးရမယ်ဆိုပြီးတော့ရက်ကွက်ရုံးမှာခေါ်ထားတယ်ခေါ်ထားတဲ့လူငယ်တွေကိုလည်းဘာမှမသိတဲ့စေးတွေကျွေးတယ် ်ဆယ်ရက်ကွက်ရုံးမှာလူငယ်တွေကိုထားရတဲ့အခန်းလုံထားတယ်အဲ့ဒီမှာထားပြီးတော့စစ်မှုထမ်းလိုလာရင်သူတို့ကြိုက်စေညှိနှိုင်းစေနဲ့ရောင်းတယ်သိန်း80ကတော့အ ਨੇ ဆုံးပဲအခုလိုရောင်းနေတဲ့မှာတောက်ကလာရဲစခန်းကရဲတွေလည်းပါတယ်အကုန်လုံးအလိုတူအလိုပါတွေပဲလူငယ်တွေကိုလက်ရဲဆက်ရဲနဲ့ဖမ်းဆီးချုံအောင်ဆေးကျွေးပြီးတော့ရောင်းဝယ်နေကြတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်တောက်ကလာပါ10ရက်ကအုပ်ချုပ်ရေးမှုဖာကောင်းမျိုးဝင်းတဲ့အဖွဲ့ကအခုလိုမျိုးလူငယ်များကိုဖမ်းဆီးအရောင်းဝယ်ပြစ်လုနေတာကိုသက်ဆိုင်ရာကိုဖုံးဆက်ပြီးတိုင်ကြားခဲ့တော့လေ ်မိတို့တော့အေးအေးယူမှုကမလုပ်ခဲ့ဘူးလို့ပြောပါတယ်ဖမ်းဆီးခံတဲ့လူငယ်များဟာလည်းတောင်းကလာဘကဒေသခံလူငယ်များသာမကဖျက်တမ်းသွားလာနေတဲ့အခြားမျိုးနယ်များကလူငယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်မျိုးဝင်းကဖမ်းထားတဲ့လူငယ်လေးမှာမှတ်ပုံတင်မရှိဘူးဆိုရင်တခါတည်းလာဝကယုံနဲ့ချိန်ပြီးတော့မှတ်ပုံတင်နဲ့စမတ်ကထွက်အောင်လုပ်ပေးပြီးစစ်မှုထမ်းလူစားထိုးအဖြစ်နဲ့စစ်သည်ကိုတန်းထည့်လိုက်တာလို့အဲ့ဒီပြည်စင်ကိုသိရှိထားတဲ့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်။တောင်းကလာပါမျိုးနဲ့အမှတ်30ရက်ကအုပ်ချုပ်ရင်းမှုယုံမှာ အချုပ်ခန်းပုံစံအခန်းတစ်ခန်းထားထားပြီးတော့အဲ့ဒီအခန်းမှာဖမ်းဆီးထားတဲ့လူငယ်များကိုထားထားတယ်လို့ပြောပါတယ်လဆင်အနည်းဆုံး9ယောက်ကနေ10ယောက်အထိလူငယ်တွေကိုဖမ်းဆီးချုံနောက်ထားပြီးလူပြတ်သွားတာမရှိဘူးလို့ပြောပါတယ်ဖမ်းဆီးထားတဲ့လူငယ်များရဲ့ဖုန်းတွေအိတ်တွေကိုလည်းအုပ်ချုပ်ရင်းမှုမျိုးဝင်းတဲ့အဖွဲ့ကသိမ်းယူထားတယ်လို့ပြောပါတယ်ဒေသခံလူငယ်များကိုဖမ်းဆီးရရှိပါကပတ်စံနဲ့လာရောက်ပြီးတော့ညှိနှိုင်းထုတ်ယူခိုင်းတာတွေလည်းရှိတယ်လို့ပြောပါတယ်လူဖမ်းလူရောင်းတဲ့စီးပွားဖြစ်နေတာပေါ့တချို့တောင်းကလာပါလူငယ်တွေအဖမ်းခံရရင် ပတ်စံပေးပြီးတော့ထုတ်ခိုင်းတယ်စစ်တပ်ရောရဲရောကလူဖမ်းလူရောင်းလုပ်နေတာသိပါတယ်အဲ့ဒါကိုလည်းစစ်မှုထမ်းလူရဖို့ဆိုပြီးတော့အားလုံးကပေါင်းစားပင်းစားလုပ်နေကြတာမျိုးဝင်းကလည်းအဲ့ဒီလူရောင်းဝယ်နေပဲချမ်းသာနေပြီလို့တောင်းကလာပသတင်းရင်းမြစ်ကရှင်းပြထားပါတယ်တောင်းကလာမှာအခြေပြုဖြစ်ပေါ်နေတဲ့စစ်မှုထမ်းလူစားထိုးအယောင်းဝယ်ဈေးကွက်ကိုတောင်းကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအောင်မြန်မိုးအဖွဲ့ဝင်ဗိုလ်မှူးဇော်နိုင်တို့ကနောက်ွယ်ကနေပါဝင်ပတ်သက်ပြီးတော့အကျိုးမြတ်တွေရရှိနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်ဆက်အာနာရှင်ဆန်းနဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ